င်္ဂလာပါဒီဗီဒီယိုလေးကတော့မွနိုတငင်ချင်းနေစုပြီးတော့ခူဆာစုအွန်ဆန်ဂျပန်ရဲ့တဘာဝရေပူစမ်းကိုခရီးသွားခဲ့ကြတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။အဲမွရဲ့ကြီးစုသူတငင်ချင်းနေအတွက်လည်းအန်တာတိန်မန့်ဖြစ်အောင်မွနိုအတွက်လည်းအမှတ်တရဖြစ်အောင်ဒီဗီဒီယိုလေးကိုတင်လိုက်တာဖြစ်ပါတယ်။ ဒီခဆဆွန်ဆန်းလေးကတိုချိုဝါနေဆိုရင်လီနာရောက်သွားရတဲ့ဂုံမခန်ထဲမှာရှိပါတယ်။မိုးနိုကတော့ဒီဆယောက်စီးငါးစင်းလုံးငါးပြီးတော့သွားခဲ့ကြတာပါ။ ဘတ်ကားကိုရထားနဲ့လာမဲ့သူတွေဆိုရင်တော့ဒီဘတ်တာမီနယ်မှာဆင်းလို့ရပါတယ်ဒီကားအပြာလေးကတော့ဒီ Hotel Village ဆိုတဲ့မွန်နိုတဲခဲ့တဲ့ Hotel ကနေဒီဘတ်တာမီနယ်ကိုအကျိုးပို့လုပ်ပေးတဲ့ကားလေးပါဒီဘတ်တာမီနယ်ရဲ့ရှေ့တက်တဲ့ကလမ်းကိုတက်တဲ့ဤဆင်းသွားမယ်ဆိုလို့ရှိရင်ဒီလမ်းတစ်လျှောက်မှာ စိုင်တန်းနေနဲ့ဒီခူစားချူအွန်ဆန်းဘက်ကိုအဲသူ့ရဲ့ main နေရာကိုပေါ့နော်သွားတဲ့လမ်းကြီးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တက်တဲ့ဆင်းလာလိုက်ရင်ဒီမှာလူတွေအများကြီးတန်းစီနေတဲ့နေရာပေါ့ เนาะအဲဒါကအခုယူပါတာကဲလို့ခေါ်တဲ့ခူစားစုရဲ့ main attraction နေရာကိုရောက်ပါပြီဒီမှာဆိုလူတွေအရန်အများကြီးတန်းစီနေတာဒါဘာလို့ကိုလဲဆိုရင်ဟိုဘက်မှာဒီအွန်ဆန်းပေါ့เนาะရေပူတွေကိုရက်ခတ်တာရက်ခတ်ပြရတယ်ပေါ့เนาะဒီယူမိုမီလို့ခေါ်တဲ့ဂျပန်ရိုးရာအဲပွဲပေါ့နော်အဲ့ဒီဟာကိုကြည့်ဖို့အတွက်တန်းစီနေကြာဖြစ်ပါတယ်ဒီအငွေတထောင်ထောင်ထနေတာကြီးကတော့ဒါကတော့တဘာဝရေပူစံကန်ကြီးဖြစ်ပါတယ်ယူဘာတကယ်လို့ခေါ် ါပါတယ်။ဒီအခုတွေးနေရတဲ့အစာအုပ်ထဲမှာရေပူစမ်းရက်ခတ်တဲ့ပွဲကိုကြည့်ရတာဖြစ်ပါတယ်။ဒီမှာဆိုရင်မြောင်းဖုံးလေးကလည်းချစ်စရာလေးဒါဂျပန်ရဲ့အကျင့်လေးတကူပေါ့နော်။ချစ်စရာကရိုက်တာလေးလုံတက်တဲ့အကျင့်လေးပေါ့နော်။ ဒီအခုတွေ့နေရတဲ့ဒီရေကန်ကြီးကငွေတထောင်တောင်ထနေတဲ့ဒါတဘာဝရေပူစမ်းကြီးဖြစ်ပါတယ်။ရေတွေကတဘာဝလျောက်ပူနေပြီးတော့အထဲမှာကြောက်တွေကထုံးကြောက်တွေအောင်ဖြစ်နေပေါ့နော်အဖြူရောင်နေဖြစ်ပြီးတော့ဒီရေတွေတဘာလျောက်ထွက်နေတဲ့နေရာတွေမှာဒီဆိုင်လေးတွေအွန်းစမ်းပေါ့နော် hot spring ဝင်လို့ရတဲ့အိမ်လေးတွေစောက်ထားပြီးတော့ပတ်စံပေးပြီးတော့ဝင်လို့ရပါတယ်။အဲပြီးတော့ဒီကန်ကြီးရဲ့ဘေးတစ်ဖက်တစ်ချက်မှာလည်းတဘာဝဒီရိုးရစားတောက်ဆိုင်ကြီးအများကြီးရှိတယ်။ အဲထမင်းစားချိန်ဆိုရင်တော့လူရန်တန်းစီနေတက်ပါတယ်ဒီခစားစုအုံးဆန်းကို လာကြတဲ့သူတွေကဒီ chill vibe ပေါ့နော်ရေပူစမ်းစိမ်မဲဟိုတယ်မှာနားမဲအဲ့လိုလူမျိုးတွေလာကြတာများပါတယ်ပတ်စံပေးပြီးဝင်ရတဲ့နေရာတွေလည်းရှိတယ်လို့မျိုးအခုလိုမျိုးအာရှီယူလို့ခေါ်တဲ့ခြေတော့ရေစိမ်တဲ့နေရာတွေလည်းရှိပါတယ်ဒါကအလကားဝင်စိမ်လို့ရတဲ့တဘာဝရေပူစမ်းဖြစ်ပါတယ် ပြီးတော့မွန်နိုကဒီမှာအကဲမန်းကျူးလို့ခေါ်တဲ့ဒီကုစားစုလာရင်စားနေကြအဲဒီမိုချီပေါ့နော်။ကောင်းကြီးကိုကြော်ထားတာလေးဝယ်စားခဲ့ပါတယ်။ ော်တယ်မှာလည်းအွန်ဆန်းဝင်လို့ရပေမဲ့မွန်းနွားဒီနာလေးမှာလည်းဝင်ခြင်းနဲ့အတွက်ခုနကလူတွေအများကြီးတန်းစီနေတာရဲ့အရှိကဒီအွန်ဆန်းဝင်လို့ရတဲ့နေရာလေးပေါ့နော်အဲတစ်ခါဝင်ရင်ရန်900ပေးရပါတယ်အဲ့ဒီမှာမွန်းလို့အဲဝင်ခဲ့ပါတယ် ဂျပန်ရေပူစမ်းဆိုတဲ့အတိုင်းအထဲမှာတော့အားလုံးချွတ်ပြီးတော့ဝင်ရတာပုံတော့အဲဒီရေပူစမ်းအိမ်လေးကနှစ်ထပ်ရှိတယ်အောက်ထပ်ကအွန်စမ်းအပေါ်ထပ်ကကြတော့နားတဲ့နေရာပုံတော့အဲဒီမှာ ရေစိမ်ပြီးလို့ရှိရင်အပေါ်ထပ်မှာတရေတမောအိမ်လို့ရတယ်အဲပြီးတော့အဲအေးအေးလေးနဲ့ပုံတော့နားယူလို့ရတဲ့နေရာလေးရှိပါတယ် ဒီနားတဲ့နေရာလေးကနေပဒင်းပေါက်တက်တဲ့ရာနေအပြင်ကိုလည်းလမ်းမြင်နေရပါတယ်ဒါခုနကလူတွေအများကြီးတန်းစီနေတဲ့နေရာလေးပေါ့နော်ဒီမှာဆိုရင်ဒီခဆတ်စုရဲ့နေရာဘောင်းဆောင်ကိုအဲကင်မရာနဲ့ပြထားတာ ပေါ့နော်အဲ့မှာလည်းကြည်လို့ရပါတယ်ပြီးတော့မွန်းလို့စားနေကြဒီပူတင်းဆိုင်လေးပေါ့နော်ဒီပူတင်းဆိုင်လေးကအဲတော်တော်နာမည်ကြီးတယ်အမြဲတမ်းတန်းစီနေတာအခုကံကောင်းစွာနဲ့ပဲအဲလူတယောက်မှမရှိဘူးပေါ့နော်အဲ့ဒီမှာမွန်းစားနေကြဒီအယောင်ပြောင်းတဲ့ပူတင်းလေးပေါ့နော်သူကအစာအပြာရောင်လေးအပွားနေလိမ္မော်ရည်လေးစမ်းလိုက်တော့မှခရမ်းရောင်လေးပြောင်းသွားတာပေါ့နော်အဲ့ဒါလေးကိုဝယ်ခဲ့ပါတယ် ါလေးကတော့မွနို့တဲတဲ့နေရာလေးပါဒီ hotel village ရဲ့ love house လို့ခေါ်ပါတယ်။သူကတော့ဒီတောကြီးထဲမှာအိမ်လေးတွေပေါ့နော်တစ်လုံးအိမ်လေးတွေအများကြီးနဲ့အဲ့ဒီမှာတောထဲမှာတဲရတာ ဖြစ်ပါတယ်။ဒီထဲမှာကတောထဲမှာဝဝင်နေပါတယ်လည်းရှိရပေါ့နော်မွနို့အရင်တစ်ခေါက်သွားတော့ကဆိုရင်ဝဝင်နဲ့ညာဘက်တစ်ခေါက်တွေ့လိုက်ပါတယ်။အဲ့တော့ဒီအခန်းနေမှာ ခေါင်းလောင်းလေးထားပြီးသားရဲ့ဝဝင်ကြောက်တဲ့ခေါင်းလောင်းလေးပေါ့နော်မိုးနိုးက၈ယောက်ဆိုတော့တအိမ်၄ယောက်နဲ့အခုလိုမျက်နှာချင်းဆိုင်အိမ်လေးနှလုံးယူထားပါတယ်ဒီသလုံးအိမ်လေးတွေကကြတော့ချေးလုတ်ချင်တဲ့သူတွေကိုယ်ဖွဲ့နဲ့ကိုလွတ်လွတ်လပ်လပ်ပြောချင်တဲ့သူတွေအတွက် အရန်ဝင်တင်တော်တဲ့အဲနေရာလေးဖြစ်ပါတယ်တော်ထဲမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့ချေးလို့ရတဲ့နေရာလေးပေါ့နော်ဒီဟာလေးကတော့ဒီဝဝင်ကြောက်တဲ့ခေါင်းလောင်းလေးပေါ့နော်အဲ့ဒါအခန်းနိုင်ပေးထားပါတယ် ီတလုံးအိမ်မှာဆိုလို့ရှင်တအိမ်ကိုလူ9ယောက်နေလို့ရပါတယ်အဲ့တော့ဒီသူ့ရဲ့ဖွဲ့စည်းပုံလေးကိုပြရမယ်ဆိုရင်ဒီအခန်းကနေဝင်ဝင်ချင်းမှာဘေးမှာဒီကဒင်ပါတဲ့အခန်းပေါ့နော်ဒီကဒင်နဲ့အိပ်လို့ရတဲ့အခန်းလေးတစ်ခန်းရှိပါတယ် ပြီးရင်တော့ဒီမှာအေကန်းနဲ့မိဖို့ကြောင့်တွဲရရှိပါတယ်မိဖို့ကြောင့်မှလည်းပစ္စည်းစုံထားပေးထားပါတယ်အေကန်းကလည်းအကျယ်ကြီးပဲအဓိကမွန်ရမ်းကြိုက်တဲ့အချက်ကတော့ခေါင်းမိုးအရမ်းမြင့်တာပါမွန်ကအိမ်ဆိုရင်အဲ့လိုခေါင်းမိုးမြင့်မြင့်မှကြိုက်တာတထက်အိမ်ပဲဖြစ်ပါစေပေါ့နော်ခေါင်းမိုးနေနေလို့ရှိရင်ချင်းကျက်တယ်လို့ခံစားလို့ပါနောက်ပြီးတော့ဒီမှာဆိုလို့ရှင်ဒါဂျပန်စတိုင်းတာတာမီနိုဟဲရလို့ခေါ်တဲ့ဖြာခန်းပေါ့နော်အဲ့ဒီမှာဆိုရင်တော့ဒီဖူတိုနေခင်းပြီးတော့အိပ်ရတာပါ ာလေးကတော့အပြင်ဘက်ကွင်းပြင်လေးပါဒီမှာဆိုရင်တော့အပြင်ဘက်ကတော့တော်ကြီးပဲပေါ့နော်အဲဒီကွက်လက်ကလေးမှာမင်းတို့ကညာချက်အရင်ဘာဘီကျူးလုပ်စားကြမှာဖြစ်ပါတယ် ဒီဟိုကကိုယ့်အကူချက်စားခြင်းတဲ့သူတွေလာကြတာဖြစ်တဲ့အတွက်ရေခဲသစ်သားမိုက်ခရိုဝေးဗ်ခမင်းပါကိုအဆုံးရှိပါတယ်မင်းတို့လည်းဘာဘီကျူးလုပ်ဖို့တော့ဝယ်လာတာရေခဲသစ်သားနဲ့အပြည့်ပဲအဲဒါတို့အဲပြီးတော့စစ်နီတုံးဇွန်ခရီးဖရိုင်ပန်အိုးအကုန်အဆုံးရှိပါတယ်မီးဖို့လည်းရှိရယ်ရင်ွေးတဲရမယ်ရင်ွေးအိုးလည်းရှိရယ်ပကန်းစီးဆက်ပြအကုန် ပေါ့နော်ဒီကိုယ့်အကူချက်စားခြင်းတဲ့သူတွေအတွက်ပစ္စည်းစုံငင်းထားထားပေးထားပါတယ်ကိုစားတော့ဒီပင်မဟိုတယ်ထဲမှာသွားဝင်ရမှာပါဒါပေမဲ့အခန်းထဲမှာလည်းရေချိုးကန်ရှိပါတယ်ရေချိုးကန်ဆိုရင်လည်းအကျယ်ကြီးပဲဒီမှာကိုယ့်အကူရေဖြည့်ပြီးတော့လည်းစိမ့်လို့ရပါတယ် င်သားဆိုရင်လည်းဒီမှာကြီးလိုက်မယ်ဆိုရင်ခေါင်မိုးကအမြင့်ပေါ့နော်မိုးကခေါင်မိုးမျက်နှာရမ်းကြိုက်တယ်ဒါကတော့ဟိုဘက်ကနောက်တဲ့အိမ်မှာဒီဖွဲ့စည်းပုံလေးကတော့နည်းနည်းလေးကွာတယ်ဒီဘက်အိမ်လေးကနည်းနည်းကျင်းတယ်ပေါ့နော်အဲဒီမှာဆိုရင်ဒါသူ့ရဲ့မိဖို့ကြောင့်ပုံစံလေးကတော့ဆင်မင်းမဲ့နည်းနည်းလေးကွာတယ်ဒီဘက်ကအေကန်လေးနဲ့နည်းနည်းချင်းနေမုန်းတော့ဟိုဘက်မှာပဲလူစုမှာဖြစ်တဲ့အတွက်ဒီကျဲတဲ့အခန်းကိုယူထားလိုက်တာပေါ့နော် န်းနိုင်မှာကအလိုပဲကဒရင်ပါတဲ့အခန်းတခန်းပါမယ်ပြီးတတာမီနိုဟေရာပေါ့နော်ဖြာကန်းတခန်းပါမယ်ဖြာကန်းမှာတော့ဖူတိုနဲ့အေးရတာပါ ပြီးရေချိုးကန်းလည်းပါပါတယ် ာတော့မိုနိုဟိုတယ်အမှားထားတဲ့ဘာဘီကျူးဆက်ပါမိုနိုကနှစ်ယောက်စာမှားထားတာပေါ့နော်ကျန်နာကတော့ကိုယ့်အကူအသားတွေဝင်လာ ါတယ်အဓိကတော့မိုးလို့ကဒီမီးသွေးမီးဖို့လိုချင်တဲ့အတွက်ဒီဆက်ကိုမှားလိုက်တာပေါ့နော်နှစ်ယောက်စာပေးမယ်သူကတော်တော်များတယ်ဝသားပါတယ်မဲသားပါတယ်ကြက်သားပါတယ်ပြီးတော့ပင်လယ်စာအနေနဲ့ပဇွန်ဂုံကြက်ဥချောင်းတွေလည်းပါပါတယ်ပြီးတော့အရွက်တွေလည်းပါတယ်ပြီးတော့ထမင်းဖြူနှစ်ပွဲနဲ့ဒီဂျပန်ကာရီရိုက်စ်ပေါ့နော်တပူလည်းပါတယ်နောက်တော့ဒီအသားတွေကိုတိုးစားဖို့ဒရက်ဆော့စ်တွေလည်းသိချာလေးထည့်ပေးထားပါတယ် ဒီဆက်လိုက်ကနှစ်ယောက်စာကိုရန်900တောင်ကြပါတယ်ပြီးတော့မိုးနှဝယ်လာတိုင်းနဲ့ဆိုလို့ရှင်ရင်တယောက်ကိုရန်300တောင်လောက်နဲ့ဒီဘာဘီကျူးစားရတယ်ပေါ့နော်ဆိုတော့တန်တယ်လို့ထင်ပါတယ် င်တော့กินနေဒါပေမဲ့กินတာအရန်ကြလို့နောက်ကြတော့ဗိုက်စာလာလို့ကြော်စားပလိုက်တယ်စားစရာတွေကအရန်များလို့ကုံတော့မကုံနောက်ပြီးတော့ marshmallow လေးနဲ့အချို့တဲပါတယ်ဒီ marshmallow လေးကိုกินပြီးတော့စားရတာတော်တော်လေးစားလို့ကောင်းပါတယ် လာကြတာလူရှိရောင်အတွဲတွေရယ်လေးတွဲပေါ့နော်ဒါကတော့တကယ် memory လေးပါနောက်ပိုင်းအသက်တွေကြီးလာတဲ့ခါကျရင်ပြန်ကြည့်ပြမဲ့ video လေးလည်းဖြစ်ပါလိမ့် တဲ့အခါမှာမွန်းတို့ဒီပင်မဟိုတယ်ယူသွားပြီးတော့ရေပူစမ်းသွားဝင်ပါမယ်။ရေပူစမ်းကတော့ဒီပင်မဟိုတယ်မှာပဲရှိတာပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒီအထက်ကဒါကတကယ်လို့ဟိုတယ်မှာဘူဖေးညစာစားမယ်ဆိုရင်ဒီမှာလာစားရမှာပေါ့နော်။မွန်းတို့ကတစ်လုံးအိမ်မှာတဲတော့ဒီဘာဘီကျူးကိုပဲရွေးချယ်လိုက်တာပါ။ ရေပူစမ်းဝင်ပြီးစားတောက်ပြီးတဲ့အခါမှာတော့မိုးနိုညာမအိတ်ခင်မှာဒီအီတိုဆိုတဲ့ဂိမ်းလေးကိုဆော့ခဲ့ပါတယ်။သူကစကားပြောပြီးတော့ဆော့ရတဲ့ဂိမ်းလေးဖြစ်တဲ့အတွက်ရင်းနှီးမှုလည်းပိုရပြီးတကယ်ပြောစရာကောင်းတဲ့ညာလေးတညာဖြစ်ခဲ့ပါတယ်။ မနက်ခင်းလေးမှာဆိုရင်လေတောထဲမှာနေအောင်ကြီးလေးတွေဖြာကြပြီးအရန်ဟိုအေးချမ်းနဲ့ vibe လေးရတယ်ပေါ့နော်မိုးနိုးဒီမှာနှစ်ရက်နေခဲ့ရမှာတစ်ရက်ပဲနေခဲ့မိလို့တောင်းတရမိတယ်ဒီမှာဆိုရင်မုံရင်တုတ်ကြီးရဲ့အရန်တန်နဲ့ဒီအထုပ်အကြီးကိုမှာတစ်ခု250ပြီးတော့မိုးနိုးပြန်မိုးပြင်ဆင်ကြတယ်ကားကိုအထုပ်တွေတင်တယ်ပြီးတော့မိုးနိုးရေတကုန်ဆက်သွားပါမယ်

ေးလာပြီးတော့ဗောနော်အေးအေးချမ်းချမ်းလေးစိတ်မှလည်းအေးချမ်းလာဗီဒီယိုလေးကိုဒီနားမှာပဲဆုံးသတ်ချင်ပါတယ်ဆုံးထိကြည့်ပြီးကျေးဇူးပါ